့မြို့မှာ AC တောမှာပြေးလက်ရှိနိုင်ငံရေးမြို့မှာ AC တောမှာပြေးစစ်ကွေးမအေးဘီသတူတွဲတာမှန်လားကျွန်တော်ပြောတာမှားလားအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘောမကြီးငယ်တယောက်ရဲ့အမြင်ကိုကိုစီတုတ်ပြန်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာကဲဒီတယောက်ကိုတိကျလားမသိဘူးလိုင်းပေါ်မှာတူလဲဆက်ဒီတယောက်ပဲဒါပေမဲ့ကျွန်တော်ဝင်ကြည့်သူကစကားပြောတာအေးအေးချမ်းချမ်းပြောတယ် ်ဘာပြောတာဒီကလုံးဝလွဲမားနေတယ်ဘာဖြစ်လို့လွဲမားတာလဲဆိုတော့ဒီမှာကြည့်လိုက်သူပြောထားတဲ့ဗီဒီယိုဖိုင်တို့ဒီနေ့ဘာဖြစ်လို့ကျွန်တော် reaction လုပ်ချင်တာဆိုတော့သူလုံးဝသူစစ်မှုထမ်းတယ်ဆိုပြီးတော့ပို့တင်ထားတာတွေ့တော့ဝင်ကြည့်လိုက်တဲ့ချိန်မှာသူတစ်ခေတ်ခါပြောထားတယ်သူပို့အကောင့်မှာပင်ထိုးထားတယ်နော်အဲ့ဒီဟာလေးတွေ့တော့ဒီမှာကျွန်တော်ပြတယ်ကျွန်တော်ရိုးမှာ AC တောမှာပြည့်လက်ရှိနိုင်ငံကြီး ခုမျိုးတွေလည်းကြည့်လိုက်ဘယ်မျိုးတွေကြည့်ကြည့်ပါတော့ခု solution တော့အားလုံးကငွေငွေတိုင်းချစ်ခဲ့နိုင်ငံကြီးချစ်ခဲ့တယ်လို့ပြောမယ်ဆိုတော့ဘယ်မှာရောမလို့အားလုံးအစီအစဉ်တက်ရပြီသူကလည်းပုံမှန်လေးပတ်သွားပြီမြို့မှာဒါပြဿနာပါလေဆိုကြအခုတိုးရအညာဒေတာတွေခွေးပြုတ်ဒီနေရာပြဿနာခဲ့တာအဲ့ဒီအချောင်းရဲ့ဒါသူပြောရတဲ့စကားသူတက်ကကျွန်တော်ကြည့်ရတာတော့20ကျော်လောက်ပြီထင်ပါလေနော်20တောင်မှ24ငါးတက်လောက်ရှိပြီလားနော်သူပြောရတဲ့စကားအဲ့စကားတစ်လုံးကြောင့်ကျွန်တော်ဒီ video foundation လုပ်နေတာမြို့မှာ AC တော့မှပြလက်ရှိတော်လှန်ရေးတဲ့သူပြောရတာက ်ဘယ်လိုပြောရနော်မြို့မှာအေးဆေးပဲအဲ့တော့ကျွန်တော်အများပြောနေကြတယ်အဲ့ဒီအညာဒေတာမှာအပါအဝင်လက်ရှိရခိုင်ဒေတာအညာဒေတာရှမ်းပြည်နယ်လေရင်နဲ့ဘုံကျဲတဲ့အိမ်တွေမီးရှို့ကတိတဲ့ရွာသားတွေပြေးနေတာသူပြောတာသူကိုယ်တိုင်ပြောတာနော်ပြေးနေရတယ်ဆိုတာအဲ့ဒီရွာသားတွေပြေးနေရတာဒီဘသူကသွားတိုက်လို့အဲ့ဒီဒေတာတွေမှာဘသူတွေစိုးမိုးလာတယ်တွန်တိုင်းလက်နက်ကင်ဖွဲ့တယ်နော်ဟုတ်တယ်နော်အဲ့တော့တွန်တိုင်းလက်နက်ကင်ဒေတာတွေမှာစစ်တပ်ပြစ်လို့ပြည်သူတွေပြေးနေရတာဒီဘသူတိုက်လို့မြို့စိုးမိုးထားတဲ့စစ်တပ်ကသွားတိုက်လို့အဲ့ဒီစစ်တပ်ကသွားမတိုက်လို့ရှိရင်အဲ့ဒီတော့ရှိတဲ့ပြည်သူတွေပြေးနေရအောင်ရှိတာမရှိဘူး ဟုတ်တယ်နော်ဒီညို့မှာအေးအေးဆေးဆေးဖြစ်နေတာဒီဘသူကလာမတိုက်လို့ဒီတော်လိုင်းအင်အားစုတွေကလာမတိုက်လို့ဟုတ်တယ်နော်လာတိုက်လို့မရတော့မတိုက်တာမရတာမဟုတ်ရတယ်လေတော့ဒီအယူဂျီတို့ဒိုင်းနာမက်ကိုင်းတို့မပြောနဲ့တာမန်ကျွန်တော်တို့တာမန်ထောက်ဖို့ပြည်သူတော်ရန်ကုန်ပြည်တော်ကမင်းတို့မျိုးခွဲခြားပါလိုက်ရတယ်လွယ်လွယ်လေးဆိုဒိုင်းနဲ့တွဲအတိတ်တရားက तू မမီတော့သူစိတ်ထမလူအင်းမြင်ပေါ့အာဟုတ်တယ်သူပြောရတယ်လေအခုမြို့မှာတော်လိုင်းမှာဘာမှမဖြစ်တဲ့အတိုင်းပဲစီဟာတိုင်းညိုက်တတူတို့အတွေးကိုရှိတဲ့လူတွေအများကြီးရှိတယ်တတူတွေးတာမှန်လား ျွန်တော်ပြတ်ပါလားဟုတ်တယ်နော်မြို့မှာအေးဆေးဖြစ်နေတာဒီဘသူဒီလမ်းမတိုက်လို့တော်လှန်ရေးအင်အားစုဘက်ကမတိုက်လို့မြို့ဘာမှမလုပ်လို့အေးနေတာလေအခုမြို့မှာထားပြီးအော်ဝမ်းတို့ဘာကြီးထားချာကြည့်ပါလားမြို့အေးလို့ရမလားမရဘူးဟုတ်တယ်မလားရှင်းရှင်းလေးအဲ့တော့တော့မှလက်ရှိတော့အားကိုအမြဲတမ်းမှာအထုပ်သေးအပလောင်းတွေခွေးတွေငွားတွေခလေးတွေနဲ့ပလောင်း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 ဆိုင်ကချင်းလူကဆိုင်ကနေပြည့်ချက်ချင်းနေရစပါလေတော့ငွားလက်ရှိလူကငွားလက်ရှိညက်ပက်ကြီးအချိန်တော့မောင်မောင်ထဲမှာတရွာလုံးအောင်လိုက်ပြီးပြေးနေကြတာဒါဒီအားလုံးက တိုက်ပွဲဖြစ်လို့ပြေးတယ်ဆိုတာစစ်တပ်စစ်ကြောင်းထိုးလာလို့ပြေးရတာဒါပကတိမြေတွေမှာဖြစ်နေတဲ့အမှတ်တရားဟုတ်တယ်နော်အဲ့တော့အကြမ်းဖက်အကြမ်းဖက်လို့ပြီးခေါ်နေတာတော်လိုင်းအင်အားစုဘက်ကစစ်ကြောင်းထိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတယ်ဆိုတဲ့ဒေတာခင်ဗျားတို့ကြားဘူးလားဒါပေမဲ့စစ်တပ်စစ်ကြောင်းထိုးရင်ရွာလုံးကျွတ်မဟုတ်ဒီတကြောမှာ၄ရွာရှိ၄ရွာ၁၀ရွာရှိ၁၀ရွာအကုန်လုံးပြေးရသူပြောတယ်အညာဒေတာပြေးနေရဆိုအဲ့ဒါပဲအဲ့ဘလူးတော့ပြေးရဒီစစ်တပ်ကြောင့်ရှင်းနေတော့ဖေကအဲ့တော့သူပြောရတဲ့စကားဆက်နားတော့ဒီမှာအခုအခုတို့ သူကသူစစ်မှုထမ်းဥပဒေအဲဒဲဝင်မယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်မကြာခင်စစ်မှုထမ်းမှာဖြစ်ပါတယ်ခုကကျွန်တော်တို့အပတ်စဉ်စကူဖြစ်ပါတယ်ဒါပေမဲ့စကူထဲမှာတော့မဟုတ်ပါဘူးကျွန်တော်အပတ်စဉ်20မှာစပြီးတောင်းပန်ထားဆောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပုံလေးကတော့ကျွန်တော်တို့ရက်ပေါ်မှာရှိအောင်ချုပ်ယူမှုကိုကျွန်တော်ကိုယ်တိုင်ကိုယ်လည်းမေးတူအင်ဆာမေးတူမှတ်ပုံဒီမေးတူနဲ့တွားပြီးတော့ကိုလာမဲ့အပတ်စဉ်20မှာစစ်မှုထမ်းရလို့ပါဆိုပြီးတတိယစာနဲ့ request လုပ်ခဲ့ရဖြစ်ပါတယ်ဩဘွေးလက်မှတ်နဲ့ဘာနဲ့ပါပြီဆိုတဲ့ကရှေ့ထဲမှာအသေးခံနဲ့အောက်ခြေအဆင့်ဝင်ရတာမဟုတ်ဘူးလေ ဟုတ်တယ်မလားဒီကလာမှာ DSA ဖြည့်မဲ့လူမရှိလို့အသေးအတန်အမှတ်တွေလှည့်ပြီးခေါ်နေရတယ်လေကျွန်တော်တို့အရွယ်တွေဆယ်တန်းအောင်တဲ့အချိန် DSA တတ်မှတ်ချက်အရင်ရှင်းရအမှတ်ပေါင်းဘလောက်လဲအခုဒီနေ့ခေတ်မှာ DSA တတ်မှတ်ထားတဲ့အရင်ရှင်းအမှတ်ပေါင်းဘလောက်လဲအဲ့ဒါအခြေပဲလေဝင်တဲ့လူမှမရှိကြဘူးဟုတ်တယ်မလားအဲ့ဒါပဲအဲ့တော့စနက်ခပ်ပဲလူပြောက်ကြတော့ဝင်မှာပေါ့ဘုံဝင်တော့မှလေဒါပေမဲ့သူမတိတာကပါတယ်သူကပါ comment တွေမှာကျွန်တော်ဖတ်ပြကြည့်ပါ ခုရပြတော့နာမည်ကျွန်တော်အစိုးရကို open လိုက်ပြီးတော့ကျွန်တော်မန်နေဂျာအနေနဲ့တက်ဖို့လက်ချေလိုပါဆိုပြီးကျွန်တော် request ထုတ်ခဲ့ရဖြစ်ပါတယ်။အဲကျွန်တော်နိုင်ငံရေးလေးပြောတဲ့ video တွေမျိုးကကျွန်တော်ကိုရက်ဆွေးတွေတိတ်တိတ်ပြီးရှိပါဘူး။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောနိုင်ငံရေးကြောင့်ဒီအခြေအနေနဲ့တော့မှမဟုတ်ဘူးနော်။အတွေ့အကြုံရတယ်လို့ကျွန်တော်မျှော်လင့်နေတဲ့ကြောင့်ကျွန်တော်ရက်ဆွေးခဲ့ပါဘူး။အဲဒါပေမဲ့ကျွန်တော်ဒီ video လေးကိုတော့ကျွန်တော်ဘဝရဲ့အမှတ်တရကြီးတဲ့ကြောင့်ရက်ဆွေးခဲ့လိုက်ပါတယ်။ကျွန်တော်ဒီလိုဆုံးဖြတ်တာအကြောင်းရင်းနှစ်ခုကြောင့်ဖြစ်ပါတယ်။ပထမအကြောင်းရင်းကျွန်တော်ဒီ2024အစပိုင်းကနေကနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီလိုပြီးကျွန်တော် share လုပ်ခဲ့တယ်။အဲဒါတနည်းပေါ့နော်။ဒါကကျွန်တော်တို့ TikTok account ဖြစ်ဖြစ်ပါတယ်။ကျွန်တော်အရင် account တစ်ခုရှိပါတယ်။ဒါကိုတည်ရဖြစ်နေပါတယ်။ အဲ့ဒီမှာလည်းကျွန်တော်တို့ဒီကျွန်တော်ပြောနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာယုံကြည်ရှိသူတန်းချီပြီးရှိခဲ့ပါတယ်။အခု2025မှာကျွန်တော်ဒါတော့ content ဖြစ်ပါတယ်။ဒီကောင်းမှာလည်းကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်တဲ့ပြောရဲစာတွေကိုတရှိလို့ညားရှိရပေါ့နော်။အဲ့တော့ထပ်ကြည့်။သူကမှလည်းကျွန်တော်ဖတ်ကြမယ်။ ဟုတ်တယ်တဲ့အမတ်တရားရိုက်ကြကောင်းတယ်မတည်ခင်ရိုက်ရတာကောင်းရမှာရောက်ပါစေအခုနိုင်ရေးပါတစ်ခါတည်းဖိတ်ခဲ့လीတော်တယ်ကွာတခုတော့ပြောချင်တယ်ငါမဝင်ငါမကြိုက်ဘူးတော့တဲ့အမြအမြအမြဂျိုကြီးအမြဝေတယ်ကောင်းရမှာရောက်ပါစေတဲ့ RMB ပါကြီးလေးတဲ့ဒီဗီဒီယိုစစ်ထားမယ်တည်တည်ပြန်ပြန်ရအောင်တဲ့တော်တယ်သားလေးအိမ်ကသားလေးတွေမိမိဆန္ဒအတိုင်းတောင်းဝင်ထားဆောင်တာပါအပတ်စဉ်တစ်ခုပါတစ်ပါအခုအိမ်ကလာရတော့မယ်နှစ်နှစ်ပြည့်တော့မယ်မဟုတ်မျော်လင့်နေတာလားမျော်လင့်နေတာပေါ့နော်ဒီအန်ဒီတနာဘုလို့ကောင်းပါလေသူသားလေးအသက်ရှင်နေရှိပါစေလို့ဆုတောင်းပေးပါတယ်နော် ရမွေးကစားရတော့မယ်ကောင်းရမွေးရရောက်ပါစေတဲ့ပေါ်ကထက်မြက်တဲ့တော်တဲ့အချင်းကြီးမိတယ်တဲ့အမြင်လေးမှားနေတာတကူပဲစိတ်မကောင်းစရာပဲတဲ့အဲ့ဒါနော်လေးစားတယ်ဒီကောင်မက်မှိုက်ရှင်ကိုလည်းနော်ဟုတ်တယ်ဒီကောင်လေးကဘွေးရပြီးကစားဆိုတော့အဲ့ပေါ်နော်အသက်25ပေါင်ဝင်းကျင်ပေါ့ဗျာအပေါ်အောက်ဆိုတော့သူ့ရဲ့ပုံစံတွေးခေါ်နေပဲကောင်းပါလေဒါပေမဲ့သူပြောသူအမြင်မှားနေတာမင်းကပြောသူလို့ပေါ့မြို့မှာအေးစေးတော်မှာပြီးလက်ရှိတော်နိုင်ရေးတဲ့သူစိတ်ထဲမှာမြို့မှာအေးစေးဖြစ်နေတယ်စစ်ကိုခေါ်လို့စစ်လာတယ်စစ်ကိုခေါ်တဲ့အတွက်တော်မှာစစ်ပွဲတွေဖြစ်တယ်ဒါသူ့ဘက်ကဝါရဖြန့်နေတဲ့စကားလုံးဒါကြောင့်မလို့စကားတစ်လုံးမှာတောက်ဖို့ကောင်းတယ် တတိကောင်လေးဆိုတာဘွဲရပြီးတာတရားကြည့်ကြောင်းမနေထားတဲ့အရွယ်ပုံဘွဲရထားတဲ့တရားဒါပေမဲ့ဝါရမိုင်းဆိုတာအင်မတန်ကြောက်ဖို့ကောင်းတယ်ဆိုတော့အဲ့ဒါကိုပြောတာသူစိတ်ထဲမှာဝိနည်းကပြောသလိုမြို့မှာစစ်ကိုမခေါ်တဲ့အတွက်အေးအေးဆေးဆေးဖြစ်နေတယ်တောမှာစစ်ကိုခေါ်တဲ့အတွက်တောမှာစစ်ပွဲဖြစ်နေကြသူတို့မြင်တာမြင်တာဒါပေမဲ့ဝိနည်းကကျွန်တော်ရှင်းပြဘူးအဲ့ဒီတောမှာစစ်ပွဲဖြစ်တာဒီဘဒူတွေကသွားပြစ်လို့လေမြို့မှာစစ်ပွဲမဖြစ်တာဒီဘဒူတွေကလာမပြစ်လို့လေအဲ့ဒါလေးတော့ဘူးမတွေးနိုင်ဘူးဘာလို့အရှိရာယုံကြည်ချက်မတော်အပြည့်တဲ့ဘက်ဆိုတဲ့အဲ့ဒီရဲ့အတ္တစိတ်ကဖုံးကာလိုက်တဲ့အတွက်နောက်ပိုင်း အမြင်မှန်တန်တဲ့လက်တွေ့ကြတဲ့အရာပေါ့ဗျာ logic ဗေဒဟုတ်တယ်မလား logic ဗေဒဆိုလူတွေကကျွန်တော်တို့နိုင်ငံမှာလေဖြစ်နိုင်ပညာရေးစနစ်မှာလေ logic ဗေဒကိုတိတိကျကျပြန်ပြီးတော့မူလနဲ့အဆင့်တွေအလယ်နဲ့ဆင့်တော့ပြန်ဖို့လိုတယ်ဘာဖြစ်လို့လဲကျွန်တော်တို့နိုင်ငံသားတွေတော့လက်တွေ့ပေါ်တဲ့ကိစ္စတာမရှိဘူးဗုဒ္ဓဘာသာကိုအမြင်ခံတဲ့ဗုဒ္ဓဘာသာနဲ့စတင်မဲ့စကားတွေပြောတယ်နိုင်ငံရေးလုပ်တယ်လို့ပြောတယ်နိုင်ငံရေးကိုခဏကပြောသလိုရန်သူအကြိုက်ပြောနေအောင်ပေါ့ဗျာနော်အခုဒီမှာစကားစားရဲ့ဒီဝါရဖြတ်တဲ့ရုပ်ရှင်ကားကိုရိုက်တော့ဝိုင်းဆက်ကြတယ် ။အော်ဆဲရတယ်မှာတချို့တည်းပါဆိုချူးလေးနဲ့နေတော့ပဲပြောလို့ရချူးလေးနေတော့ရခိုင်ဖို့လို့နှိမ့်နေတယ်။ဟာကျွန်တော်ဆိုရင်လေကျွန်တော်လည်းပြောရတယ်မှာပါ။ဒါနဲ့ချူးလေးပါလို့မျိုးကျွန်တော်မသိဘူး။ပြားစုပါသေးရဲ့။ဘယ်နဲ့ကပြောသလိုပေါ့။လက်တွေ့ကောင်နဲ့ကင်းကောင်နဲ့ငါတို့အဲ့လိုချင်းချင်းပြောနေဒါတွေကတစ်ဖက်ရန်လူတွေအားရစရာဖြစ်သွားမလားဆိုလေလက်တွေ့ကြတဲ့အကြောင်းမကြည့်ဘူး။ဘယ်နဲ့ကကိုယ်အမြင်မှန်နဲ့လည်းစွပ်ပြောကြတယ်။ကျွန်တော်အမြင်တည်းကားဘာလို့ကိုယ်ကတော်လိုင်းမှာမှရက်တင်တဲ့လူပြော။ငါရဲ့ပြောဆိုမှုတစကထွက်တဲ့စကားပြောဆိုမှုငါရဲ့လှုပ်ဆောင်မှုအဲ့ဒီနှစ်ခုတည်းရန်သူအားရကျင့်တတ်စရာဘယ်တော့မှမဖြစ်စရာဘူးကွာလို့ကိုယ့်ကိုတတ်မှတ်တာ။ဒါချင်းချင်းလေးပဲ။ ကိုဘကနောက်တစ်ခုကမှားတာကိုမှားတယ်လို့မပြောနိုင်တော့မှန်တယ်လို့မပြောဘူးရှိတယ်ကျွန်တော်တောင်းတရင်ကမှလည်းဘယံကလာပြောတဲ့လူရှိတယ်ဘုံရင်းမယ်နော်အဲ့တော့အဲ့လိုပြောနိုင်ဘလောက်ပဲကိုဘကဖြစ်နေဖြစ်တဲ့ရစံချင်ပြီးတော့ရန်တူပါရမှာဆိုလို့ရင်ဆိုင်ပြီးမပြောရင်တည်းမယ်အဲ့လိုခါမျိုးကျွန်တော်အားမပေးဘူးဘာဖြစ်လို့လဲကျွန်တော်တို့လိုချင်တာအမှန်တရားကျွန်တော်တို့ဘက်လိုချင်တာမဟုတ်ကျွန်တော်တို့ဘက်ဒီမှန်ကန်တဲ့ဘက်ကကျွန်တော်တို့ပဲဒါကြောင့်မို့လို့တတိထားတယ်အခုဒီဒီညီငယ်ဆိုရင်ဒါသူဟာဘွဲ့ရပြီးတဲ့တရား ဝေးရပြီးတဲ့တယောက်ဖြစ်နေတာမတူတဲ့အမြင်ကဗုဒ္ဓကပြောတော့အမျိုးမအေးစီပဲထောက်မှပြေးနေရတယ်ဒါဆစ်ကိုခေါ်လို့စစ်လာတာမင်းတို့စစ်တပ်အုပ်ချုပ်ရင်ခံလိုက်ဟာဒါဆစ်တပ်ကဝါရဖြတ်နေတဲ့စကားလုံးတကယ်တော့အဲ့စကားမှန်ကျွန်တော်ပြောသလိုပဲစစ်တပ်ကနိုင်ငံတော်မဟုတ်ဘူးဗျာနိုင်ငံတော်ဆိုတာအမှန်ပြည်သူစစ်တပ်ပေါ်လာတာပြည်သူအနောက်မှာပေါ်လာတာစစ်တပ်ဆိုတာဒီပြည်သူတွေအများစုကိုကာကွယ်စောက်ရှောက်ဖို့အတွက်ရော့အရင်ခက်ကဆိုရင်မျက်စိနဲ့မြင်အောင်ကြည့်လိုက်အာကောင်းမောင်းတဲ့တဲ့ယောက်ျားတွေကို တဘာဝဘေးကနေအကာအွယ်ဖို့အတွက်လူလေး၄၅၀ယောက်တော့စုပြီးနေကြတယ်လူရိုက်တွေ။အော်၄၅၀ယောက်ကနေအဲတဲမတဲလေး၄၅လောက်ပြည်တယ်။တဲလေး၄၅လောက်ပြည်ရွာလေးတွေရွာဖြစ်လာတယ်။အော်ရွာလေးတွေရွာဖြစ်လာတော့သူများရွာတွေကသူများမျိုးစုတွေတားရဲတွေဆိုင်လာတိုက်ခိုက်မှာဆိုတော့ဘာလုပ်လဲ။အားကောင်းမဟုတ်တဲ့ယောက်ျားတွေကအဲဒီလုံတုံရုပ်တောင်းရင်ပြအဲ့ဒါစစ်သားစစ်သားအဲ့ဆာ။ဟောတပြင်းပြင်းနဲ့မြို့ဖြစ်လာတယ်နိုင်ငံဖြစ်လာတယ်။အဲ့တော့နိုင်ငံတော်ဒီဘုဒ္ဓကိုစားပြုတာ။ဒီပြည်သူအများစုကိုစားပြုတာ။ပြည်သူအများစုကိုစစ်တပ်ကထိုင်ဆိုရင်ထိုင်ထားဆိုရင်ထားလောက်ရမှာမဟုတ်ဘူးပြည်သူအများစုကသာလျှင်စစ်တပ်ကိုပြန်ခိုင်းရမှာ ဒီနဘောတရားတွေကိုသူတို့မသိနိုင်တော့ဘာဖြစ်လို့သူတို့ကြားရတဲ့အစကားတန်တွေသူတို့ကြားရတဲ့အတိုင်းဝိုင်းတွေကိုနေ့ကပြောသလိုပေါ့ဟဲ့စစ်ကောမခေါ်နဲ့နော်စစ်ကောခေါ်ရင်စစ်လာမယ်မတိပြောမှအေးချမ်းနေတာအဲဖုံးထောင်ရရမပူတူတူလူငယ်တွေကတွေးမယ်ဆိုလူငယ်တွေတော့အော်တဲ့အေးဟုတ်တယ်ပြောမှအေးစင်းကြဘာမှမဖြစ်ဘူးတော့တော့နေမှာဝတ်တိုင်ဝတ်ချင်တာမပြောင်းတတ်နေတာပဲဒါမတွေးခေါ်တဲ့လူတယောက်လူငယ်အတွေးဒါမှသူတို့အမြင်နဲ့ကြည့်မယ်ဆိုမှန်တယ်လေတော့မှစစ်ဖြစ်တယ်မင်းတို့စစ်တပ်ကိုတော့ပြစ်တော့စစ်တပ်ကလာပြီတော့မင်းတို့ခံပေါ့ မြောက်ရီမျိုးနယ်လေးကီကော်တို့ဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းအထိနာပြီးနောက်လက်နက်ခဲယမ်းအများပြားတင်စေရရှိစစ်တပ်ကအင်အားထက်မှန်တိုးမြင့်ပြီးစစ်ကြောင်းထိုးလာပြန်။ကရင်ပြည်နယ်မြောက်ရီမျိုးနယ်လေးကီကော်မျိုးတပ်တို့ဝင်ရောက်လာသောဂျမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်ဘက်မှအထိနာသွားပြီးနောက်လက်နက်ခဲယမ်းအများပြားတင်စေရရှိကြောင်းကရင်စစ်ရေးတရင်မြင့်ဤပြောဆိုချက်နှင့်ကြားတင်တဲ့စစ်ကြောင်းဤထုတ်ပြန်ချက်အရသိရှိရသည်။ စတင်ပါလာ20ရက်နေ့မှစ၍ယနေ့အချိန်ထိ 6K ကော်မြူတီဖက်သို့အကြမ်းဖက်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းဖြင့်ဝင်ရောက်လာခဲ့ရာရတေကူကျော်ဝါဘူးတောင်ပေါ်သို့ရောက်ရှိလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှမိုင်းကွင်းတွင်ဂျုံဝင်သွားပြီးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်သားအများပြားတည်ဆုံးကရုပ်အလောင်းများစွာကြန့်ရှိနေကြောင်းသိရှိရသည်မြဝတီမြို့နယ်ရတေးကူမင်းလက်ပံဖလူကြီးရွာများဘက်သို့အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်းခဲ့ရာစစ်သားအများပြားတည်ဆုံးပြီးလက်နက်ခဲယမ်းအများပြားတင်စေရရှိခဲ့ကြောင်းကြားတဲ့နယ်စစ်ကြောင်းကထုတ်ပြန်သည် အော်တိုဘာလ31ရက်နေ့ကမြဝတီမြို့နယ်ရတ္တိကူကျေးရွာမင်းလက်ပံကျေးရွာနှင့်ဖလူးကျေးရွာတို့ဘက်သို့ဝင်ရောက်လာသော အကျန်းဖက်စစ်ကောင်စီ၏တပ်မဟာ20နှစ်လက်အောက်ခံစစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့ကအကြိမ်ကြိမ်ဖျက်တောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ထို့သောတိုက်ခိုက်မှုများအတွင် အကျန်းဖက်စစ်သားအများပြားတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများစစ်တုံးပန်းများထွက်ပြေးအလင်းဝင်လာသူများရှိခဲ့ကြောင်းထို့ပြင်လက်နက်ခဲယံအမြောက်များကိုလည်းတိမ့်ပတ်ရရှိခဲ့ကြောင်းသိရသည်။ရင်းတိုက်ပွဲများအတွင် အကျန်းဖက်စစ်ကောင်စီတပ်ဖက်မှနှိပညာမြင့်ဒရုန်းများလက်နက်ကြီးပစ်ကူများတာဝေးပစ်ဒုံးကြီးများ missiles အပြင်လေကြောင်းဖြင့်လည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရသည်ဒီမဲ့စစ်တပ်ကပြစ်စရာအကြောင်းရှိလားပြစ်စရာအကြောင်းရှိလားဟမ်ရှင်းရှင်းလေးမင်းတို့စစ်တပ်ကလည်းနိုင်ငံတော်ပိုင်နာပို့ဘူးဒါအခုနှစ်ရှိဒီနေ့2017ရွေးဦးတော်လှန်ရေးအခင်းကျင်းဟာဘာဆက်ဒီတိုင်းအေးချမ်းနေတဲ့တိုင်းပြည်ကိုအာဏာသိမ်းတာလေမဲနိုင်မဲဖို့လို့မပြောနဲ့မင်းရောက်နိုင်မှာအာဏာသိမ်းဖို့မရှိဘူးနိုင်ငံတော်ကကာကွယ်ဦးစီးချုပ်ဆိုတဲ့မင်းရောက်နိုင်ရ အခေရစီရှစ်ပဲအင်္ဂါစီရက်ကိုနံပါတ်၈မှာရှိတယ်။သူလာဖမ်းသွားတဲ့သမ္မတကနိုင်ငံတော်အထွတ်ထိပ်နံပါတ်၁အဲ့ဒီအထွတ်ထိပ်သမ္မတကိုအင်္ဂါစီရှစ်ကမင်းအောင်လည်းဖမ်းခွင့်မရှိဘူး။နော်အဲ့တော့ကာဝဲကာလုံကနေအနာအလင်းလို့ဆိုရရင်ကာလာဖန်းတာကတမရကိုမနေ့9နာရီကာလုံအစည်းအဝေးခေါ်တာမနေ့9နာရီမှခေါ်တာအဲ့တော့မင်းရောက်လာရင်ဘာလို့တိုင်းပြည်ရဲ့လက်နက်အားကုန်နဲ့တိုင်းပြည်ရဲ့အထွတ်ထိပ်ကြီးတဲ့တမရကိုဘာလို့ရသမှုကျွလို့လားအာနာသိမ့်တာလားအဲ့တော့အာနာသိမ့်တဲ့အတွက်တိုင်းပြည်ကကဆူဘူးရတယ်တိုင်းပြည်ဆူလို့အာနာသိမ့်တာဟုတ်တယ်နော်နောက်တစ်ခုကြည့်မယ် ်လက်ရှိဒီနေ့စစ်တမ်းနဲ့ဖြစ်နေတယ်လူမျိုးစုတစုအဖွဲ့အစည်းတစ်ဖွဲ့နှစ်ဖွဲ့မဟုတ်ဘူးဟိုအောက်ရေးတော်ရဲ့ဘိတ်ကလေဟိုတချင်တိလူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့ဒီစစ်တမ်းနဲ့ဖြစ်နေတာအဲ့တော့စစ်တပ်ဆိုတာဘာလို့ဖွဲ့စည်းတိုင်းပြည်ကိုကာကွယ်ဖို့တိုင်းပြည်ဆိုတာဘာလဲစစ်တပ်ရဲ့ခေါင်းဆောင်တိုင်းပြည်မဟုတ်ဘူးနိုင်ငံတော်ခေါင်းဆောင်တိုင်းပြည်မဟုတ်ဘူးနိုင်တိုင်းပြည်ဆိုတာပြည်သူအများစုကတိုင်းပြည်နိုင်ငံတော်ကိုကိုစားပြုတာဒီနိုင်ငံခေါင်းဆောင်မဟုတ်ဘူးစစ်တပ်ခေါင်းဆောင်မဟုတ်ဘူးနိုင်ငံတော်ကိုကိုစားပြုတာပြည်သူလူထုပြည်သူအများစုဒီနိုင်ငံတော်ကလားအဲ့တော့လက်ရှိဒီကနေ့ စစ်တပ်အာဏာသိမ်းသွားလို့ဆန္ဒဖောက်ပြတာဘယ်လိုပြည်သူများစုဟုတ်တယ်နော်တော်ရောင်းမျိုးလမ်းမပြပါနဲ့ဒီလူတွေဒီပါတယ်တို့ရဲ့ပကတိမူရင်းစင်းရဲ့ကလေးရင်းနေရစစ်ဆန္ဒအမှန်ဒီစစ်တပ်အာဏာသိမ်းတာကိုလက်ခံတာမခံဘူးအခုလက်ရှိစစ်တပ်ရဲ့ဝါဒဖြန့်ကားကိုရိုက်နေတဲ့တယောက်ဆောင်ဒီ promise ကွာမင်းတို့ရင်းနေရဆန္ဒအမှန်တိုင်းပြောကွာမင်းတို့အဲ့ဘောမှနေပါဆိုတဲ့အဲ့အမှုပညာတဲ့တွေကို promise နော်ဒီမိုကရေစီစနစ်နဲ့ဒီမိုကရေစီအစိုးရတွားနေတာကိုကြိုက်တာအခုစစ်တပ်အာဏာသိမ်းတာကိုကြိုက်တာဘယ်သူမှမကြိုက်ဘူးလူတွေကြိုက်ခွဲမှမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လို့အကြောင်းမျိုးမျိုးခေါင်းစဉ်တွေအောက်မှာဝါဒမိုင်းတွေအောက်မှာအကုန်လဲထွက်ပုံမှာ တော့ဒီညီငယ်ဆိုတော်တော်များများကောင်းတယ်ဒါဒါကျွန်တော်ပွင့်လေးပြောတာเนาะအဲ့တော့သူ့ဘဝဟိုအတက်အတည်းမထိပါသေးလို့ပဲဆူတောင်းပေးပါဘာလို့ဆိုတော့ဒါလိုလူမျိုးတွေအမှန်တရားသိသွားမယ်ဆိုဒါလေတိုင်းပြည်အတွက်အနာဂတ်မှာဥဆောင်နိုင်တဲ့တူတွေပဲဒါပေမဲ့ကိုနေ့ကပြောလို့ဝါရမိုင်းနေအောင်မှာတို့ဘဝတွေလားနေဘဝလားနောက်စက်တီမှာကွန်မန်းနေဆိုဒါမှသူ့အမှန်တရားကွန်မန်းနေဆိုခုခုမှတော့အဲ့ဒါမဲ့ဟိုသူ့အောက်ဖြစ်တဲ့အတွက်သူ့ ပြောထားတဲ့ဒူတွေလိုလည်းရှိပါလားဟုတ်အားပေးတယ်ပေါ့ကောင်းတယ်ပေါ့ဝမ်းသာတယ်ပေါ့စက်ကပြင်းလို့ဒါပေမဲ့ကိုနေ့ကပြောကြတဲ့ဒူတွေကအဲ့ဒါမှဒါဆိုသူ့အားပေးထားနော်ဗိုလ်ချုပ်အောင်ဆန်းလို့ဒူရဲကောင်းတရားကိုမွေးဖွာပြီးပြည်စုပြိုးထောင်ပေးခဲ့တဲ့ညီလေးရဲ့အမိဖတွေကိုလည်းလေးစားကလေးကိုလိုက်ပါတယ်နော်တဲ့ညီဖိုက်တင်းပါတဲ့အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းကဘလူးလေးတိုက်တယ်ဗိုလ်ချုပ်အောင်ဆန်းကိုနိုင်ငံသားအချင်းချင်းပြန်တိုက်တာမဟုတ်ဘူးဗိုလ်ချုပ်အောင်ဆန်းကဒီတက်မလို့တီထောင်ခဲ့တာကိုနိုင်ငံသားအချင်းချင်းပြန်တိုက်ဖို့ပေါ့ဘူးနော်ဒီຫນွေဦးတော်လှန်ရေးမှာပါတဲ့ဆန္ဒပြပြည်သူလောက်စီးတတ်ရှိတာမရှိဘူးဟိုမှဒီဘောတော့ကြည့်ပါ တ်တော်အဆောက်အအုံတွေမှာမိချုံနိုင်ငံပိုင်အဆောက်အအုံတွေမိချုံဝင်းကြီးတွေရိုက်တက်မျိုးစုံလုပ်တာအနောက်တောင်ကျမ်းနဲ့ပြည်သူကိုနီပေါ်အင်အားစုတွေကရအောင်မြေရုံထိန်းနိုင်တယ်နီပေါ်စစ်တပ်ကရရဆက်ဆက်လူမျိုးတော်ကိုပြစ်တတ်တဲ့ခါမလုပ်ဘူးခစ်ကိုပြောင်းရင်ခေါင်းကိုပြစ်လို့လည်းနီပေါ်စစ်တပ်မအော်ဘူးပေရတဲ့ကောင်တွေထွက်လာဘဲကောင်ပေရတဲ့လားမိထွက်ချိုဆန်းဆိုပြီးတော့လည်းမိုက်ကြီးမပွဲဘူးပြည်သူနီပေါ်စစ်တပ်ကဘာလို့ပြည်သူပဲရအောင်ထိန်းပြီးတော့တိုင်းပြည်ကိုမြေရုံလုပ်ဝန်းနိုင်မြန်မာပြည်ကစံနှုန်းပြပြည်သူအရှင်းကစံနှုန်းပြတော့ရင် အစပြန်ပြောလို့အနာတိတ်တိတ်ချင်းတိတာတော့မသူတို့ဆန္ဒကိုတဲ့ဘာလဲအတန်တိတ်တပိတ်လုပ်တယ်တဲ့အိမ်ထဲအိမ်ပြန်ထွက်ပဲနဲ့တောင်းရတော့တိတ်စီပြီးသေးတယ်မဲအဲ့ချိန်မှာဟောဝင်ကြီးဌာနတွေကောက်ဖွက်ပြီးကောင်လုံးပတ်ကြစီစဉ်ပလိုက်မင်းအောင်လားဟောအဲ့တော့မခံနိုင်တဲ့ဆန္ဒထွက်ပြအရှိရဆန္ဒပြရင်အနောက်ကအမိုက်ကောက်တဲ့လူကတက်တက်လိုက်ဘေးပတ်ဝန်းကျင်နိုင်ငံပိုင်ပစ္စည်းပြည်တွင်းတိတိကျကျဆိုဝင်ကြီးအားလုံးတိတယ်ဒါတမိုင်းမဟုတ်ဘူးအဲ့ပြည်သူတွေကဒီလက်နက်ကိုင်နဲ့အစစ်စားဖြစ်လာတာဒီလက်နက်အနာပိန်းတို့လက်နက်ထပ်ကြတာမဟုတ်ဘူးခစ်ကိုပြောင်းချင်းခေါင်းကိုပြစ်ဆိုရရက်ဆက်ဆက်ပြစ်တတ်လို့ ဒီအစ်စ်နေနဲ့ပြစ်တတ်လို့ပေးရတယ်နောက်ဆုံးဒီပြည်သူတွေကိုကူညီဖို့လာတဲ့ဖလိုက်တာဝန်ထမ်းတွေတက်ချက်နေတွေကိုတော့စောင့်ထိုင်လိုက်အနောက်တင်နဲ့ခေါင်းကြိုက်ခွဲတာလေဆရာဝန်တွေစေးပေးနေတာဟာတော့မှစပွဲကိုစောက်ကန်အကုန်လုံးဖန်တစ်ထိတ်ခပ်ပြစ်ကျောင်းဆရာဆရာမတွေကိုလက်ပြန်ကျိုးတုပ်ပြီးနွားအုပ်လို့မဟဲ့မျိုးစုံအဲ့လိုလုပ်တဲ့အဆုံးမှာမခံနိုင်လို့လက်နဲ့ထပ်ကန်ရတာပြည်သူကလက်နဲ့အရင်ထပ်ကန်တာမဟုတ်ဘူးဒီပွဲကဆိုတော့ဒီသဘောတရားတွေကိုကျွန်တော်တို့ကပကတိအရှိတရားကိုလက်ခံနိုင်လို့အဲ့ဒါအရှိတရားဟုတ်တယ်နော်ကျွန်တော်အခုပြောပြသွားတဲ့စကားထဲမှာမဟုတ်တာမမှန်တာပါရင်ပြောပါ လက်နက်ကင်ပြီးတောင်းကျမ်းနေလို့စစ်တပ်ကအာဏာသိမ်းပြီးတိုင်းပြည်ကိုလုံးချင်းနေဖြစ်တာဆိုတမျိုးအဲ့တော့ဒီလိုလူငယ်မျိုးတွေအများကြီးပဲဗျာတမျိုးဟုတ်ကောင်းတယ်တော့သူဒီကောင်တွေကတကယ်စစ်တပ်ကလည်းဘွဲရပြီးတော့ဝင်ပြီးဆိုတော့တော့ပညာရှင်အဆင့်တော့ဝင်ပါဗျာရှင်းရှင်းပြောရင်လောလောဆယ်စစ်တပ်ထဲမှာဆယ်လောက်အောင်တဲ့အဆင့်အောင်ပဲဆင့်ရတာအားလုံးသိပါတယ်ဟုတ်တယ်နော်ဒီကောင်လေးကဘွဲရပြီးသားဆိုရင်ဒါအနည်းဆုံးကတက်ချက်ကြီးစေးရေးအဆင့်ရတော့မိနစ်ဟုတ်တယ်နော်တက်ကြကြီးစီရေးစီရအောင်ပြီးပြီအဲပြီးရေချောင်းတိတ်ပန်းလို့ ODS စီတယ်လားမသိဘူးโอเคကျွန်တော်လည်းမြန်မာပြီးတဲ့ကော ODS စီလို့ရှိရင် ODS နော် DS အများကြီးပဲ ။ဒီရရှိတယ်။ငါကိုခက်ကပါလား။အာ1990လောက်ကနေစပြီးတော့အခုလက်ရှိရောက်နေတဲ့အချိန်ထိအခုနောက်ပိုင်းခက်ကတော့ဝင်လက်လူမရှိတော့ဟိုဟာလေးဖြေလျှော့နေရတော့ DSA တဲ့ဝင်သွားတဲ့စစ်ဘူတွေကိုမေးကြည့်ပါ။နိုင်ငံကိုကာကွယ်ခြင်းစိတ်တိုင်းပြည်ချစ်တဲ့စိတ်နဲ့ဝင်တဲ့လူလားဒီအပေါ်မှာအပွင့်လောက်ပစားပိုင်ဝင်တိုင်းမှုတယောက်ဖြစ်သွားရင်အဲ့ဒီ data မှာဘလောက်ထောင်းရလဲဆိုတော့အဲ့ဒီဂွင်းတွေပါဝါတွေအာဏာတွေလိုချင်လို့ဝင်လာတာအလုံးလက်ကြည့်ပါလေ။ကျွန်တော်တို့အဲ့ဒါကိုပြင်ရမှာတိုင်းပြည်ကိုစစ်တပ်ဝင်တဲ့လူတွေတကယ်ပြည်သူကိုပါဝယ်ဆောက်ရှောက်ခြင်းစိတ်နဲ့ဝင်လာတဲ့လူဖြစ်ကြမယ်။ အဲ့ဒါလို့ဘဝပြောင်းရဖို့အတွက်ကလက်ရှိစစ်ကောင်းဆောင်တွေအောက်မှာဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ဟောကျင်းတယ်။အဲ့တော့ကျွန်တော်တို့တိရမှာကငါတို့တိုင်းပြည်ကပြက်နေတာဒီဘဒုကြောင့်လဲ။ဒီစစ်ကောင်းဆောင်တွေဖျက်လို့ပြက်နေတာ။ချမ်းသာကိုတတ်နေတဲ့နိုင်ငံကိုအာဏာသိမ်းလိုက်လို့အာဏာအစစ်အစစ်သိမ်းလိုက်လို့တပြေးပြေးနဲ့ကမ္ဘာပေါ်မှာမွဲနေတဲ့နိုင်ငံဖြစ်သွားတာဒီဒီမိုကရေစီအင်အားစုတွေကြောင့်မဟုတ်ဘူး။အာဏာသိမ်းတဲ့စစ်ကောင်းဆောင်တွေကြောင့်။အခုလည်းအေးချမ်းနေတဲ့တိုင်းပြည်တော့ကားဆက်ယုံလို့မျိုးဆက်ယုံပေါင်းများစွာလာပြီးတော့အခြေပြုတ်ပြီ။ခီးတော့ဖွင့်ကြိုးရေးတော်မှာမျော်လင့်ချက်ရောင်တွေပွင့်လာပြီ။ အဲ့ဒီဟာအကုန်လုံးကိုရိုက်ချိုးပလိုက်တာဒီဒီအတက်60ပြည်အောင်ပင်စင်မယူပဲနဲ့အာနာကိုစောက်ပိုင်ထားတဲ့မင်းအောင်နိုင်ဒီ NLD အစိုးရငါးနှစ်ထပ်တဲ့ तू အာနာဆက်ယူပိုင်ခွင့်မရှိတော့မရှိဘူးဒုလုပ်ထားတဲ့ပြည်မှုတွေအကုန်လုံး तू ဖမ်းခံပြီမှာအဲ့တော့ဘာမထုဆက်ခင်းတာအဲ့တော့တစ်ဖက်မှာလည်းမဲယူရေးခံမရတော့ပြည်သူကမယုံကြည်ဘူးတွေမယုံကြည်တော့သူတို့ပါတီလို့မဲမယွေးဘူးမဲမယွေးတော့သူတို့ပါတီရှုံးတယ်အော်ရှုံးတော့အဲ့ဒီအကြောင်းကိုလက်ခံတယ်သူတို့အစရတဲ့ပြင်ဆင်ပြီးသားချမ်းဖော့ပါတီခေါင်းဆောင်ပိုင်းတွေအုံမြင်တာဘယ်လိုလဲမသိဘူးကျွန်တော်မေ့သွားပြီးပြန်ကြည့်ရင်သိတယ်ဗီဒီယိုပြင်တာတစ်ခုရှိပါတယ်ပြန်ကြည့်ပါရွေးကောက်ပွဲမတိုင်ခင်မှာမေးထားတဲ့အတိုင်း အငယ်တို့ဘွယ်မနိုင်ဘူးလို့လုပ်တယ်လေမနိုင်နိုင်အောင်လုပ်တယ်ဟာဒါဆာမွေးပြနေတာမဟုတ်ဘူးရွေးကောက်ပွဲဆိုတာဘာလဲပြည်သူအရွေးချယ်ခံတာလေမနိုင်ဘူးဆိုတာဘာဖြစ်လို့လဲပြည်သူမရွေးချယ်လို့လေပြည်သူမရွေးချယ်တော့မနိုင်တာကိုမနိုင်နိုင်အောင်လုပ်မယ်ဆိုရက်ပြောစကားကိုပြောခဲ့တယ်ဆိုရက်ကဒီကောင်ဒီမှာကလေးကချင်းနဲ့တိုင်းပြည်အာဏာကိုလူယူမဲ့အစီအစဉ်ရှိနေလို့လေအဲ့ဒါရှိနေတယ်ဆာမွေးပြလာဆိုရင်တော့မနိုင်တော့နိုင်အောင်ကျွန်တော်ဖြေမယ်ကျွန်တော်ဖြေမယ်ဗျာအာဒီကောင်ကြီးကမနိုင်နိုင်အောင်ကြိုးစားမှာဒီလူကတော့မနိုင်နိုင်အောင်ကြိုးစားမယ်ဆိုတော့လက်ခံပေးလို့ရတယ်မနိုင်နိုင်အောင်လုပ်မယ်ဆိုတာရွေးကောက်ပွဲကိုအဲ့လိုပြောဆိုတော့ ်စဉ်းစားကြည့်အဲ့တော့လွတ်တော့ဘယ်မတိုင်ခင်တည်းကဒီကောင်တွေကအာနာသိမ့်မှုစီစဉ်ပြီးတာနော်နောက်တစ်ချက်ရှိတာက2015မှာအာနာပေးခဲ့လိုက်ကြတယ်ဆိုတာကပေးချင်လို့ပေးတာမဟုတ်ဘူးနိုင်ငံရေးကြောင့်တင်ရှာလေ့လာကြည့်ပါ2015အာနာဒီအစိုးရတက်လာတဲ့အချိန်မှာဘတ်ဂျက်ကိုတစ်နှစ်ခွဲထိထုတ်ယူတုံးဆွဲခွင့်မရှိအောင်လုပ်ထားတယ်ဝင်ကြီးဌာနအားလုံးကဘတ်ဂျက်တွေကိုအကုန်ကုန်အောင်ပေးတုံးခိုင်းထားတယ်ပြီးတော့အာနာဒီအစိုးရတက်လာတာနဲ့ဘတ်ဂျက်ကိုတစ်နှစ်ခွဲထိထုတ်ယူတုံးဆွဲခွင့်မရှိအောင်စီမံထားတယ်ဘယ်လောက်ထိရောက်မှာလဲစဉ်းစားကြည့်ပြီးရင်တကယ် branded ကားတွေ အစည်းပေါင်း100ကျော်ဂိုဒေါင်တစ်လုံးအပြည့်ကိုလုံးဝလွှမ်းမတ်ထားဖက်နဲ့သူတို့အကုန်ယူရတယ်။တကားအစည်းပေါင်း2000ကျော်လားအမဟုတ် sorry တကားအစည်းပေါင်းဘယ်လောက်400ကျော်လားမသိဘူး။အဲ့၄00ကျော်ဟုတ်တယ်ကျွန်တော်လည်းအမှတ်တရပြောရင်တော့၄00ကျော်ဖြစ်ရင်မဖြစ်ရင်ရာကျော်မဟုတ်ထောင်ကျော်ပြအဲ့နှစ်ခုတခုခုနော်အဲ့ဒီဟာအားလုံးကိုစာရွက်ပေါ်မှာအေးရှောက်ထားတယ်ဆိုပြီးတော့စရင်ရှိပြီမဲ့မြေပြင်မှာတခုမှမရှောက်ထားခဲ့နော်ဒါဒီစကိုင်းတိုင်းတို့ဟိုနေ့မှာအမှတ်ရှိတဲ့ဒီတိုင်းအဆင့်အစိုးရဟိုနေ့တွေက ဘတ်ဂျက်ရှင်းတဲ့ပြန်အပ်ပါလေအများကြီးအများကြီးတပိဒါကျွန်တော်တို့ပြန်မှန်ပြည်သူတွေတော့မဘလောက်တိရတယ်ဆိုရင်ဒီကောင်တွေဘလောက်ရောက်မှကြတယ်ပြန်စင်းစားကြည့်ဒါတွေကလောက်ကြလီစေပြောတာတခုမှမရှိဘူးနော်အဲ့လိုလုပ်ဖြစ်ကြတာအဲ့အန်အီဆိုကတက်လာတဲ့အချိန်မှာဝင်ကြီးဌာနတွေမှာလည်းဘတ်ဂျက်ကုန်နေတယ်ဒီနိုင်ငံဘက်ကကိုလည်းထုတ်တုံးဆုံးပြီးမရှိဘူးအဲ့တော့ဘာလုပ်လဲခရိုနီလေးရှိရတယ်အခုညတောင်းပြီးတော့ဒီဟာကိုရအောင်လဲပတ်ပြီးတော့အဲ့တနစ်ခွဲပြည့်အောင်အန်အိဆိုးကရုံးနေရတာဒါတွေဘယ်လိုတိတယ်ဘယ်သူမှမတိဘူးဆိုတော့အဲ့ဒါတော့ပြောမှာသူတို့စီစဉ်ရတော့အန်အိအဆိုးရ2015မှာတည်းကပြုတ်ကြမှာ ပြုတ်ကြအောင်စီစဉ်ခဲ့တာဒါပေမဲ့သူတို့စီစဉ်သူတို့မပြုတ်ကြတဲ့အတွက်အမှကျနာခဲ့ခဲ့ပြီးတော့ဒီ2020ရွေးကောက်ပွဲဟာသူတို့အနိုင်ရောက်တာရွေးကောက်ပွဲမှာနိုင်သွားမယ်ဆိုရင်ဒါပြီးသွားတယ်မနိုင်ရင်နိုင်အောင်အာနာသိမ့်မစီစဉ်တာအဲ့တော့အာနာသိမ့်လိုက်တဲ့အတိုင်းကြီးအခုလိုပြက်လာတာအခုလိုအတိုင်းကြီးပြက်လာဒီဘလို့ကြောင့်အာနာသိမ့်တဲ့ကောင်တွေကြောက်ရှင်းနေတယ်ဒါကိုဘာဖြစ်လဲမကြည့်သူ့အမည်ဒါသူလည်းသူ့တော့ဖြစ်တင်လို့မရဘူးဒီဝါရမိုင်းတွေအောက်မှာသူတို့တို့မိုင်းနေတဲ့လူပေါင်းများများစွာရှိတယ်ဟုတ်လူပိုင်းတွေကပြောလိုက်မယ်ဆိုတာမြို့မှာအေးစေတော့မှာပြည်လက်ရှိတော်နိုင်ရည်ဟုတ်တယ်လို့ပါတယ်လို့ပဲဟုတ်တယ်လားဟုတ်လားဟုတ်တယ်လေပြည်ပြမှာမြို့မှာအေးစေဖြစ်တယ်တော့မှာပြည်နေကြတယ် ဟာဒါဟုတ်လားဗောအဲ့အချိန်မှာစစ်တပ်ထောက်ခံကမင်းတို့စစ်ကိုခေါ်ရင်စစ်လာတော့တွေ့တာမင်းတို့ပြေးလေအဲ့ဗလာတွေကိုမင်းတို့လက်ခံတာဟုတ်ဟုတ်တယ်လို့ဒါမဲ့တိတိကျကျတွေးကြည့်လိုက်အဲ့ဒီတော်လိုင်းတက်တဲ့စိုးမိုးထားတဲ့ဒေတာကပြေးနေရတာဘယ်လိုစစ်တိုက်လို့ဒီစစ်တပ်ကတော့ပြစ်နေလို့နော်အဲ့ဒီစစ်တပ်စိုးမိုးထားတဲ့မြို့တွေမှာအေးနေတာဒီဘလူနာမပြစ်လို့လေငါတို့တော်လိုင်းဘက်ကလာမပြစ်လို့ရှင်းရှင်းလေးအဲ့ဒါလေးကိုပြဖို့လို့လေအဲ့တော့တိုင်းပြည်မှာပြည်သူဒုက္ခရအောင်အကြမ်းဖက်နေအောင်အဲ့ပြည်သူတွေပြေးသွားနေအောင်ဘယ်လိုလုပ်နေလဲဒီစစ်တပ်လုပ်နေတာအဲ့ဒါအဖြေပဲငင်းလို့မရတဲ့အဖြေလား နော်ဒါကြောင့်မလို့အမြင်မှန်ရကြပါလိမ့်ကျွန်တော်တိုင်းပြည်မှာနှစ်ပေါင်း60စစ်တပ်ကစစ်တိုက်လာပါလေအဲ့ဒီစစ်တိုက်တဲ့ဘတ်ဂျက်အားလုံးကခင်ဗျားတို့ကျွန်တော်တို့အဖိုးအပွားတွေကစပြီးကျွန်တော်တို့လက်ထက်ကြည့်ကျွန်တော်တို့ရဲ့ထွေးနှဲစာအခွန်အခန့်တွေနိုင်ငံပိုင်ရတဲ့ငွေတွေပါနှစ်ပေါင်း60စစ်တိုက်လာတယ်ဘ누구ကိုတိုက်လာတရုတ်ကိုတိုက်လာမဟုတ်ဘူးအိန္ဒိယကိုတိုက်လာမဟုတ်ဘူးထိုင်းကိုတိုက်လာမဟုတ်ပြန်ဘူးဘ누구တိုက်လာတီးသူကိုပြန်တိုက်လာနှစ်ပေါင်း60နော်ငါတို့စစ်တပ်ကဒါနိုင်ငံတော်စစ်တပ်လို့လာမလို့လေနော်ငါဒီဒီငါတို့ကအကုန်စီမံပိုင်ခွင့်ရှိတယ်ငါဒါနိုင်ငံစစ်တပ်လာမလို့လေကရင်တရားအနေနဲ့ကြည့်မယ်နော် ။ကောင်းရမှာသူစိုက်ပြုံးနေမြန်မာစစ်တပ်လာရင်ဖမ်းတယ်စီးတယ်ရိုက်တယ်စစ်တယ်အထက်မသိရင်သူ့ဘာတတ်တယ်သူ့မယားသူ့သမီးဘာမလဲချင်းနဲ့။ဒါပေမဲ့သူတို့ပြင်စစ်တပ်လာတယ်ဝေးပါတီအောင်မီဝဲအောင်မီရော။ဟမ်သူမစားပြီးရေးပါညာဘာလို့ဒီနေ့ယူပါကော။ပြီးရတာပဲ။ အဲ့တော့သူတို့ကရင်ပြည်သူတယောက်နေတဲ့ကြည့်မယ်ဆိုရင်ဟာမြန်မာစစ်တပ်ကသူတို့လက်ကြီးလာကျူးကျော်တာကချင်ပြည်သူနဲ့ကြည့်မယ်ဆိုလဲဒီမြန်မာစစ်တပ်ကလာကျူးကျော်တာရခိုင်နေနေနဲ့ကြည့်မယ်ဆိုလဲမြန်မာစစ်တပ်ကလာကျူးကျော်တာနော်ဒါအန္တရာယ်အစိုးရလက်ထက်မှာဆိုရင်ဒါနောက်ပြီးရောက်မှလာရှိသေးတယ်ရခိုင်မှာစစ်မီးကိုမှုန်းတယ်စစ်တပ်ကိုလူမျိုးတုံးတက်ပြတ်မှုလုပ်တယ်ပြီးတော့အဲ့ဒီစစ်မြေပြင်တွေကိုအန္တရာယ်အစိုးရမပြောနဲ့ဘယ်တရင်တောင်းမှပေးမှုသူတို့စစ်တပ်ကတရင်စစ်တရင်တောင်းကိုပေးမှုအဲ့တော့အန္တရာယ်အစိုးရလက်ထက်မှာဒါကြောင့်မလို့ရခိုင်အများစုကဒေါ်စန်းစုကြည်အပါဝင်အန္တရာယ်အစိုးရကိုအသေးစိတ်အသေးပုံးတာအဲ့တော့မိုးအောင်စစ်တပ်ကစနစ်တကျစီစဉ်တာ ရခိုင်ပြည်နယ်မှာစစ်မွေးမိလိုက်အဲ့ဒီရခိုင်ပြည်နယ်စစ်ပွဲရဲတွေကိုလစ်လာလို့တည်နှောက်ပါ냐ကိုပြည်ပတည်နှောက်မပြောနဲ့အခြားသာမန်တည်နှောက်မပြောနဲ့တမထရုံးတည်နှောက်ကိုတော့မပေးမဝင်ခိုင်းဘူးမင်းကြီးအဲ့တော့ပေးမဝင်ခိုင်းမဲ့အထဲမှာသူတို့လှုပ်ချင်တာလှုပ်တာဒါပေမဲ့အထဲမှာလှုပ်တာတမျိုးနိုင်ငံတကာကိုတည်ဖြတ်တော့တမထရုံးကနေတည်ဖြတ်အဲ့တော့နိုင်ငံတကာကိုတတိယချက်မှုတော့တမရယုံကဒီတတိယချက်လက်ကိုပြုဆိုသူတို့စစ်တပ်ကပေးတာကိုယူရတယ်။ဆိုတော့ဟိုမှာသူတို့ကသူများကိုတတ်တယ်။ဒါပေမဲ့တမရယုံကိုသူတို့ပေးတာတော့သူတို့ကိုသူများတတ်ပါလေပေး။ဟမ်နောက်တစ်ခုရှိသေးတယ် ရခိုင်ကိုနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုက်ခိုင်းလို့တိုက်ကပါတယ်။တည်င်းလွှင့်တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာ NLD အစိုးရကစစ်တိုက်ခိုင်းဖို့မပြောနဲ့။ဘတ်ဂျက်စစ်ပွင့်တော့မရှိဘူး။ဒါပေမဲ့ဒါကိုတောင်းတလို့တိတယ်မတိဘူး။မင်းအောင်နိုင်တို့အတုံးစိဘတ်ဂျက်ကို NLD အစိုးရထုတ်ပေးရတယ်။ဒါပေမဲ့အဲ့ဒီဘတ်ဂျက်ကိုမင်းအောင်နိုင်မင်းဘယ်နေရာမှာတောင်းလဲလေးရင်ဝဲတာမလို့လေခိုးဝဲလာတာအောက်ဈေးနဲ့ဝဲလာတာလားနော်တစ်ပီလီယံတန်တဲ့လေးရင်ကိုငါးပီလီယံတော့အသုံးပြုပြီးကျန်တဲ့လေးပီလီယံမင်းတို့အိတ်ထဲထည့်ထားတာဘတ်ဂျက်စစ်ဆေးဝင်တော့မရှိဘူး။အဲ့တော့စစ်တိုက်ဖို့အမိတ်ပေးတယ်ဆိုတဲ့စကားကြီးဖြစ်နိုင်လားမဖြစ်နိုင်လားစဉ်းစား ဒါတို့သူတို့ကိုယ်တိုင်ထုတ်ပြောတယ်နော်ဟမ်အဲ့တော့အဲ့ဒီအချိန်မှာဒေါ်ဆန်းစုကြည်ကကျမမိတ်ကမိတော်ကြီးညံ့နေတယ်ဘာပြောလဲဥရင်ချောင်းရတရားစွဲလို့ရတယ်ဟမ်လောက်ထားတာပုံကြည့်ဘယ်လောက်ထိအဖက်ဖက်ကောင်သူတို့ဟိုစင်းတဲ့စင်းတဲ့ကောင်ကိုပါတယ်ဘေးကနောက်လိုက်စိမ့်နေစမ်းလေးလိုက်ထောက်ထားတယ်အဲ့လိုထောက်ထားတာဘယ်လောက်ပတ်ကြတာမလို့ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့စီးလုံးပါညီညွတ်ပါကျွန်တော်တို့ရင်ဆိုင်နေရတဲ့စစ်ကောင်ဆောင်တွေဒီအင်မတန်ရုပ်မှရက်စက်တဲ့ကောင်တွေအဲ့တော့ကျွန်တော်တို့တွေကလူမျိုးပွဲမဲ့ဘာသာပွဲမဲ့ဆိုရင်ဒီကောင်တွေရဲ့နှက်ခွက်အောက်မှာကောင်းကောင်းဖြောက်သွားပါလိမ့်မယ်နော်အဲ့တော့ကြုံလို့ပြတာပါ မြို့မှာပြင်းစီတော့မှာပြင်းစစ်ပွေးမနေဘူးလို့ပြန်ပြောလိုက်ပါเนาะအဲ့ဒါတော်လိုင်းရေးပုံစစ်ပွေးတွေကြောင့်ဖြစ်နေတာပါဒါတော့ဆိုရင်ရှင်ဘယ်အခုကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်ထဲမှာမဟုတ်တာမမှန်တာပါရင်ပြောလို့ရပါတယ်နော်အဲ့တော့ဒီညီငယ်လေးအပါဝင်ဒီဝါရမိုင်းလေးအောက်မှာမိနေတဲ့သူတွေအားလုံးဝါရမိုင်းမိတဲ့ဘွားကလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်နော်